ီကနေ့မှာပဲဖိလစ်ပိုင်သမ္မတအောင်ဖြစ်တဲ့ရော်ဒရီဂိုဒူတာတေးကိုနိုင်ငံတကာယာစွေးမှုတရားရုံးတော့ ICC ကနေပြီးတော့ထောက်ထားတဲ့ဖမ်းရမ်းကြောင့်သူဖမ်းခံလိုက်ရတာတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းမြမဒုမှုကွန်ရဲ့အတိုင်းဝိုင်းမှာစိတ်လှုပ်ရှားမှုတွေဖြစ်နေတာတွေ့ရပါတယ်။ နော်အခုကျွန်တော်တို့ human rights barometer အစီအစဉ်မှာဒီကိစ္စကိုလည်းထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ပေးနိုင်ဆွေးနွေးတဲ့သူဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆိုရလူခွင့်ဆိုင်ရာပြည်တော်စုဝန်ကြီးဘောမျိုးမင်း online မှာရောက်ရှိနေပါပြီမင်္ဂလာပါဝန်ကြီးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကိုစိန်ဝင်းဒီဒူတာတေးကိစ္စနဲ့မဆခင်မော်လေနော်ကျွန်တော်ဟိုကုလသမဂ္ဂလူခွင့်ဆိုင်ရာမာမင်းကြီးယုံကြီးခဲ့နေပြီးတော့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့မိန်ကွန်းပြောကြတာတွေ့ရပါတယ်။အဲ့ဒီမိန်ကွန်း အောင်ထွက်လာပြီးတဲ့နောက်မှာမြို့သားညီညွတ်ရေးဆွေးနွေးရကလည်းဒါကိုကြိုးစိုးတယ်ဆိုပြီးတော့ထုတ်ပြန်တာတွေ့ရပါတယ်။အဲ့တော့အန်ယူဂျီဆွေးရအနေနဲ့ဒီဤထောက်ခံမှုဟိုဘာကြောင့်လောက်ရလဲเนาะဒီထောက်ခံမှုဒီမိန်ကုံးမှာမြမပြီးလူခွင့်ရေးချင်းတွေကိုအပြည့်အဝထင်ရနိုင်တယ်လို့ယူဆပါသလားခင်ဗျ။ဟုတ်ကဲ့ပါကိုစိမင်းဒီတစ်ခါကျွန်တော်တို့ပြည်သမဂဆိုင်ရာမဟာမင်းကြီးကပုတ်ပြန်တဲ့ဒီမိကုံးက ဂျီနီဗာမှာကျင်းပနယ်လူခွေးကောင်စီမှာတင်ပြတဲ့မိကွန်းလည်းဖြစ်တယ်မြန်မာပြည်အခြေအနေကိုဖော်ပြတဲ့အကြောင်းအရာလည်းဖြစ်ပါတယ်အဲဒီမိကွန်းမိကွန်းကိုကျွန်တော်တို့ NUG ကလည်းကြိုးစုံထောက်ခံကြောင်းကျွန်တော်ထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဘာကြောင့်ကြိုးစုံထောက်ခံလဲဆိုလို့ရှိရင်တော့ပုံမှန်ကျင်းပနေတဲ့လူခွေးရေးပေါင်စီရဲ့စီဝေးမှာမြန်မာနိုင်ငံအခြေအနေကပုံမှန်ကျင်းပပြီးပုံမှန်ဆွေးနွေးရုံနဲ့မလုံလောက်တော့ဘူး မြန်မာနိုင်ငံလက်ရှိအခြေအနေကအစိုးရလုံးအခြေအနေရောက်ရှိနေပြီ။တာမန်လူစဉ်းစားရင်တော့မှဘလို့မှစဉ်းစားလို့မနိုင်တဲ့ရက်ဆက်ရုပ်မာမှုအပေါင်းတရပူဆောင်းတဲ့အဆင့်ထိကိုရောက်ရှိနေပြီ။ဒါကြောင့်မလို့ဆွေးနွေးုံတွေမှာပဲဒီထက်ပုံမပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ပေးပါ။သူဖြစ်လက်ရှိအခြေအနေမှာလေချောင်းတိုက်ခိုက်မှုတွေမတရားဖြစ်ဖြစ်နေတာ။ အရက်သားပြည်သူတွေခပြေးတိမ်းရှောင်ပြီးတော့တန်းနဲ့ချီပြီးတော့ကျွန်တော်တို့ဒုက္ခရောက်နေတာမကြမီမှာစားနပ်ရိက္ခာတွေပြတ်တောက်ဘူးဒါတွေလည်းဖြစ်သွားနိုင်တဲ့အခြေအနေရှိနေတယ်ဒါအပြင်အနာကရဲ့လူငယ်တွေကိုအခုချိန်မှာစစ်မှုထမ်းနဲ့ဥပဒေမတရားပြဋ္ဌာန်းပြီးတော့လှုပ်ဆောင်မှုတွေဒါတွေအတွက်ကြောင့်မလို့အများဆုံးရင်းယူဆောင်ရွက်ဖို့အတွက်ပြင်းပြင်းထန်ထန်ပြောကြတဲ့မိကုံးဖြစ်တဲ့အတွက်မြန်မာနိုင်ငံလက်ရှိအခြေအနေလည်းကိုက်ညီသလို့ တကယ်လိုအပ်တဲ့အချိန်တကယ်ကိုပြောကြားဖို့လိုအပ်တဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထောက်ခံတဲ့အကြောင်းထုတ်ပြန်ပြီးသားဖြစ်ပါလေ ICC တရားရုံးတော်ကနေပြီးတော့ဖမ်းဝရထောက်ခံတာတဲ့ဖိလစ်ပိုင်သမရဟောင်းဒူတာဒီဒီနေ့နိုင်ငံခြားအပြန်မှာပဲသူနိုင်ငံလေစိတ်ရောက်တဲ့အခါမှာဖမ်းဆီးခံလိုက်ရပါတယ်အဲ့ဒီဟာအဲ့ဒီတရင်ထွက်လာပြီးတဲ့နောက်ပိုင်း social media မှာမြန်မာပြည်ကြီးက မိသူတွေကတော်တော်မျောလင်းချက်တွေအေးကြီးလာပုံရပါတယ်เนาะမြန်မာပြည်မှာလည်းဖန်ဝန်းထုတ်ခံတာတဲ့အဲဆရာနာတိန်ကောင်းဆောင်မင်းအောင်လိုက်ရှိတာကိုအဲ့တော့ဒီဒီအမှုနှစ်ခုကြားထဲမှာအားရစင်တူပြီးတော့ဘာတွေကွဲပြားတယ်လို့ထင်ပါလဲခင်ဗျဟိုပထမဦးဆုံးကတော့ကျူးလွန်မှုတွေကကျွန်တော်တို့တော်တော်လေးစင်တူပါတယ်ဒီလူတွေကိုအမြောက်များတက်ဖြတ်မှုဆိုတဲ့အကြောင်းအရာဒါတွေကြောင့်မို့လို့ကျွန်တော်တို့ဒါ ကျွန်တော်တိုင်းပြည်မှာရှိနေတဲ့မြန်အောင်နိုင်ရောအရင်ဖိလစ်ဖိလစ်ပိုင်နိုင်ငံသမရဟောင်းเนาะစတူရာတေရောဒါတွေကသူတို့ဒါပါဝရန်ထုတ်ခံထိရရဒါတွေတွေ့ညီပါတယ်ချိန်နဲ့မှာပဲဒါနဲ့ပတ်သက်ပြီးတော့ကျူးလွန်မှုတွေကလည်းပုံစံတူတယ်ကိုတိုင်းပြည်မှာရှိတဲ့ပြည်သူတွေကိုချုပ်ပေါက်တဲ့ကိစ္စဒါတွေနဲ့ပတ်သက်ပြီးတော့ဟိုတိုင်ကြားမှုတွေရောအထောက်အထားတွေရောရရှိထားတဲ့အချက်ဒီအချက်တွေကတွေ့ညီပါတယ် မတူညီတာကတော့ခုနကတော့ကျွန်တော်တို့ပြောသလိုလူတာတေးကိုသူ့ရဲ့တိုင်းပြည်အတွက်မှရှိရလက်ရှိအစိုးရကနေနော်နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဖန်စီအရေးယူနိုင်တဲ့အစ်စ်ဒါရှိတာပေါ့ကျွန်တော်တို့တိုင်းပြည်မှာကတော့အခုချိန်ထိအာဏာကိုလူယူထားတဲ့စစ်တပ်ကသူ့ရဲ့ခေါင်းဆောင်မရောက်နိုင်ဘူးပြုံးပြုံးအခုကိစ္စတော့ကျွန်တော်တို့မရှိနိုင်သေးဘူးအဲ့တော့ကျွန်တော်တို့ဒီနေနိုင်ငံတကာကကြာဦး ဖန်စီအရေးနိုင်တဲ့အခြေအနေမျိုးဖန်တီးဖို့အတွက်ပဲကျွန်တော်လိုအပ်တယ်။ဒါပေမဲ့အဲ့ဒီနေရာမှာကန့်သက်ချက်ဘာကြီးရှိနေလဲဆိုတော့တိုင်းပြည်အတွင်းမှာဝေရောက်ဖန်စီဖို့အခြေအနေကတော်တော်နည်းပါတယ်။အဲ့ဒါကြောင့်မလို့ခုနလိုမျိုးယောမစာချုပ်ကိုလက်မှတ်ထိုးထားတဲ့နိုင်ငံတွေကိုဖြတ်တန်းတာအဲ့ဒီနေရာမှာသွားလာတာအဲ့ဒီနေရာကိုရောက်ရှိတဲ့အချိန်မှာတော့ဖွဲ့ဝင်နိုင်ငံတွေကသူ့ရဲ့ စာချုပ်ရဲ့သဘောတဘာဝနဲ့တာဝန်ရှိတဲ့အတိုင်းအရေးယူပြီးတော့ဖန်ဆီးဖို့အတွက်ဒါတွေတော့ကျွန်တော်ဆက်လက်ကြိုးပမ်းဆောင်ရမယ်အစ်င့်တော့ဆက်ပြီးတော့နောက်ဆက်ကြံနေသေးတယ်တွေ့ရပါတယ်။ Okay အဲ့လိုဖန်ဝရန်ထုတ်ကန်ထားတဲ့လူတွေနိုင်ငံခြားသွားတဲ့အခါနော်ပြည်တွင်းမှာဖန်လို့မရရင်နိုင်ငံခြားသွားတဲ့အခါမှာသူဖန်ဆီးနိုင်ခံရတဲ့အနေအထားရှိတာပေါ့။အဲ့တော့ကျွန်တော်တို့မြန်မာပြည်ကဟိုကျွန်မမိမလာရမကြသေးခင်ကပဲရုရှားကိုသွားခဲ့တယ်။ เนาะအဲ့တော့အဲ့ဒီလိုဟိုအမှုမျိုးမှာလက်တွေ့ဖန်ဆီးမှုအခြေအနေ ဖြစ်လာရေးအတွက်ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကုလသမဂ္ဂဘာတွေလုပ်နိုင်လဲဆိုတာရှင်းပြပြပါဦးခင်ဗျာဟိုကျွန်တော်တို့ရေးရတယ်ဗျာဟိုမြောက်နိုင်ငံအရင်တုန်းကလူသွားကျင်တာသွားပြီးတော့လုဆောင်မှုမရတဲ့အခြေအနေမျိုးဒါတော့ရှင်းနေပါတယ်သူမှသွားခိုင်းပြီဆိုလို့ရှိရင်ဘယ်တိုင်းပြည်လဲစိတ်တိုင်းပြည်ကငါ့ကိုဖမ်းပြီးပို့နေတဲ့နိုင်ငံလားဆိုရဟာအမြင်နဲ့သူ့မှာ စုံစမ်းစစ်ဆေးပြီးတော့ဟိုစွေပူပန်တဲ့အချိန်ဒါတွေကျွန်တော်ကြားနေရပါတယ်ဒီပြင်နိုင်ငံတကာဥပဒေတွေနိုင်ငံတကာစံရင်းစံညွှန်းတွေကိုလုံးဝနားမလည်တဲ့လူတကတော့ဒါပို့ပြီးတော့စိုးရင်စရာပေါ့အဲတော့အသွားကင်မှာကျွန်တော်တို့တော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်ပါတယ်အဲတော့အခုနောက်ပိုင်းမှာတော့ तू ကဟိုသူတော်ချင်းချင်းတည်င်းလွတ်လွတ်ဆိုလို့သူလိုပဲသူတို့ကိုယ်တိုင်က ဒီ ICC ကနေဝရမ်းထုတ်ခံချိန်နေတဲ့ရုရှားနိုင်ငံလူမျိုးသူတို့ချင်းချင်းပဲအချင်းအကူအညီဆောက်ရှောက်နေတဲ့ဘာလာရုစ်လိုနိုင်ငံမျိုးအဲ့နိုင်ငံလောက်ပဲသွားနိုင်ခဲ့တယ်။နေပြည်ချင်းသွားတယ်။ဒါပေမဲ့စိတ်နိုင်ငံရောက်တော့လေသူ့ကိုသူလူရဝင်နေသူ့ကိုအတိမတ်ပြပါတယ်ထောက်ခံတဲ့နိုင်ငံကြီးကြီးပါတယ်ဆိုတာလဲပြချင်းသေးတယ်။အဲ့တော့အဲ့နေရာမျိုးကနေသူ့ကိုထောက်ခံတဲ့နိုင်ငံကြီးရှိပဲဆိုရဲ့ အထင်မြင်လွဲအထင်မြင်ရရှိဖို့အတွက်ဗုဒ္ဓံတရားတွေပြောနေရတဲ့အခြေအနေမျိုးရှိပါတယ်။ဒါကတော့လက်ရှိအချိန်မှာကျွန်တော်သဘောကျပြီးရည်ချင်တဲ့အချက်ပေါ်တစ်ခုပေါ့နော်။ဒါပေမဲ့သူ့စိတ်ထဲမှာဘလောက်ထိစိုးရိမ်နေလဲဆိုတာသူကိုယ်တိုင်လည်းသိသလိုသူ့ရဲ့အမူအရာတွေကစသိတာပါပဲ။အဲ့တော့ဒီနေရာမျိုးမှာကျွန်တော်တို့တကယ်ကိုသွားတဲ့နိုင်ငံတွေ fancy နိုင်မှုအေးနိုင်မှုအတွက်လှုပ်ဆောင်နိုင်မှုကတော့ဒါကတော့ရာဇဝတ်မှုရန်နေရာဖြစ်တယ်။ အရေးယူမှုရန်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကကုလသမဂ္ဂလူခွေးတောင်စီကဒါကိုလုံဆောင်မှာစကောက်ထဲပေါ်ပါကျူးလွန်တဲ့လူခွေးတွေမကဘဲနဲ့နိုင်ငံတကာရာသုံးမှုကျူးလွန်တဲ့သူတွေကိုထိတိယအရေးယူပါတရားစီရင်မှုလုံဆောင်မှာတရားထုံယုံကိုအမြန်ဆုံးပို့ပါဒါတွေကျွန်တော်တို့တိုက်တွန်းမှုဒါကြီးတော့လုပ်နိုင်ပါတယ်ဒါအပြင်အဲ့လိုမျိုးလုံဆောင်မှု မလုံဆောင်နိုင်တဲ့ကာလအတွင်းမှာပဲသူတို့ကိုပံ့ပိုးနေတဲ့ DSC ပါဝင်စစ်လက်နက်တွေဓာတ်တွေကိုအမြန်ဆုံးချက်တောက်ဖို့ဓာတ်တွေမလုံဆောင်ပေးဖို့ဓာတ်တွေတောင်းဆိုချက်တွေဓာတ်တွေထွက်လာပါပြီဒါအပြင်အခုလိုမျိုးဖြစ်နေတဲ့သူတွေကိုကုလသမဂ္ဂရဲ့လုံထုံးလူခွေရန်ရားတွေမကတော့ဘဲနဲ့အရေးမူရန်ရားရလုံကြုံရေးကောင်စီရတဆင့်ဒါမှမဟုတ်တခြားဖြစ်နိုင်တဲ့နီးလန်းနေရာတဆင့် အရေးယူနိုင်တဲ့လမ်းကြောင်းတွေရှာဖွေပြီးတော့ဒါကိုလှုပ်ဆောင်နိုင်မှုအတွက်တိုက်တွန်းနိုင်တဲ့အခြေအနေတွေတော့ရှိပါတယ်။ဒါပေမဲ့လူခွင့်ရေးတောင်စီဖြစ်တဲ့အတွက်ကိုကိုယ်တိုင်အရေးယူနိုင်တဲ့အပိုင်းမှာတော့ကျွန်တော်တို့သိပြီးတော့စားနေတယ်။ဒါပေမဲ့လူခွေလေးစားတဲ့နိုင်ငံတွေဒါနဲ့ပတ်သက်ပြီးတော့မဖြစ်မနေလှုပ်ဆောင်ရမယ်ဆိုတဲ့ရန်ရည် အားကောင်းမှုအတွက်စင်ဆက်မပြတ်တိုက်တွန်းပြီးတော့ဒါကိုအမြဲတမ်းအရေးဆိုတဲ့အပိုင်းမှာတော့လူ့ပေးကောင်စီကအများကြီးလုပ်နိုင်ပါတယ်။ဟုတ်ကဲ့ဒီမှာဆက်ဆက်လို့ပေါ့ဆရာဆွေးမှုတွေလူခွင့်ရချိုးပေါက်မှုတွေအဲလုတ်တယ်လို့ကြက်ကြက်ပြက်ပြက်ဆွတ်ဆွဲခံတာတဲ့စေုပ်စုကိုပြစ်ဒဏ်ခတ်ရေးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အခမ်းအနားအရေးပါမယ်လို့ထင်ပါတယ်။အဲ့တော့ဒီလုံခြုံရေးကောင်စီကိုတင်သွင်းဖို့ကိစ္စအတွက်အဟန့်အတားတွေကဘာတွေစိတ်ကုန်မှုတွေကဘာတွေရှိလဲခင်ဗျ စိန်ခေါ်မှုဟာဒါတော့ထုံးစံတိုင်းပဲဗီဒိုအာနာကင်ထားတဲ့နိုင်ငံတစ်ခုဟာအတိကစိန်ခေါ်မှုဖြစ်ပါလိမ့်မယ်အဲတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာနိုင်ငံကိုသူဖြစ်နိုင်ငံတော့မဟုတ်ဘောနော်ဒီစစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့မြောက်နိုင်တဲ့အပေါင်းပါတွေကိုခုံယုံတင်ဖို့အတွက်ဆွေးနွေးရတော့မယ်ဒါနဲ့ပတ်သက်တော့ဆုံးဖြတ်တော့မယ်ဆိုရင်တော့သူတို့ရဲ့အလိုတူအလိုပါဖြစ်နေတဲ့ရုရှားကဒါလက်ခံမှာမဟုတ်ပါဘူး ူကိုယ်တိုင်ကလည်းဒါမျိုးကိုတရားဆွဲဆိုမှုအတွက်ဝရမ်းထုတ်ခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီဟာကကျွန်တော်တော်တော်ကြီးကိုစိန်ခေါ်ရမယ်စိန်ခေါ်မှုဖြစ်တဲ့အရာမျိုးဖြစ်မယ်နောက်တစ်ခုကတရုတ်ရဲ့ယက်တီချက်ကဘယ်လိုရှိမလဲအခုချိန်တည်းကတော့တရားရင်ဆိုင်မှုနဲ့ပတ်သက်လို့တရုတ်နိုင်ငံကဒါကိုတိတိကျကျပြောဆိုတာမဟုတ်ပေမဲ့တကယ်တော့ဒါမျိုးနဲ့ပတ်သက်ပြီးလှုပ်ဆောင်မယ်ဆိုရင်ဘယ်လောက်ထိယက်တီမလဲတရားမျှတမှုတွေဘယ်လောက်ထိယက်တီမလဲကျွန်တော်တို့ အကြမ်းဖက်စစ်အုပ်စုကိုကျွန်တော်တို့ကာဝယ်ပေးတဲ့အရာမျိုးရက်တည်မလားဒါကမေကွန်းထုတ်เสียဆက်လက်ပြီးကြည့်เสียရှိပါလိမ့်မယ်အဲ့တော့လုံခြုံရေးကောင်စီတက်သည့်တိုင်အောင်ခုနရုရှားကိုကျွန်တော်တို့ကြော်ဖြတ်ဖို့ဒါမှမဟုတ်တရုတ်ကိုကျွန်တော်တို့ဘယ်လိုမျိုးကိုယ့်ကိုထောက်ခံလာဖို့အတွက်လှုပ်ဆောင်မယ်ဆိုတာအချက်ပါအဲ့တော့တကယ်လို့ကျွန်တော်တို့ကနောက်ထပ်နီးလန်းနေရရှာချန်ထားဖို့လိုအပ်ပါတယ်လုံခြုံရေးကောင်စီစီမင်းမှာကျွန်တော်တို့ဝင်ပြီးတော့ကန်လို့မရဘူးအတွက်ပိတ်ပင်မဲ့ တန်းကြောင်းနေရှိရင်နောက်ထပ်လုံခြုံရေးကောင်စီကိုမဖြတ်ဘဲနဲ့တခြားဘယ်နည်းရှိနိုင်မလဲတခြားနည်းလမ်းတွေကိုကျွန်တော်တို့တက်နိုင်ပြီးရှာဖွေထားဖို့လိုတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ NUG နေနဲ့လုံခြုံရေးကောင်စီမဖြတ်တိတိုင်အောင်အစိုးရတည့်ရအနေနဲ့ ICC တရားရုံးကနေဒါတွေကိုမြန်မာနိုင်ငံဖြစ်နေဖြစ်ဖြစ်လေးစုံစမ်းစစ်ဆေးပြီးတော့အရေးယူဆောင်ရွက်ဖို့ထိတ်ကြားမှုတွေလည်းကျွန်တော်တို့လုပ်ဆောင်ထားပြီးသားပါ ဒါနဲ့ပတ်သက်ပြီးတော့ ICC ကနေလက်ခံထားတယ်လက်ခံလာတယ်ဆိုတော့လုံခြုံရေးကောင်စီကိုဖျက်ဆီးရမလို့ပဲ ਨੇ တရားစီရင်မှုစောင့်ကြည့်နိုင်မယ်နီလန်းဒါမျိုးနီလန်းကြီးကျွန်တော်တို့အခုလေးကအရန်တိတ်ရှာပြီးတော့ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကမြန်မာပြည်ကလူခွင့်ရေးချိုးပေါက်တယ်ဆိုတဲ့ပုံကိုယ်ကြီးအကြောင်းကိုပြောကြတာသူတို့နဲ့ပတ်သက်တဲ့ဟာလူခွင့်ရေးချိုးပေါက်တဲ့ပုံကိုယ်ကြီးအကြောင်းဖြစ်လာတဲ့လူတန်းပေါင်းများစွာ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကလိုအပ်နေတယ်မြန်မာပြည်မှာအဲ့တော့ဒီလူသားစာနာထောက်ထားရေးမှာအကူအညီတွေပေးဖို့အတွက်ကအိမ်နီးချင်းနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်အဲ့တော့အိမ်နီးချင်းနိုင်ငံတွေကအခုဟိုဝိုင်းပြီးတော့လှုပ်ပေးနေတဲ့ဒီမှာဒီအစည်းအဝေးမှာလှုပ်ပေးနိုင်မှုကလုံလုံလောက်လောက်ရှိပါရဲ့လားခင်ဗျာလုံလောက်မှုရှိဖို့အတွက်ကြိုးပမ်းပြင်ဆင်နေဆိုတဲ့အတန်တွေရှိသေးတယ်လုံလုံလောက်လောက်လှုပ်ဆောင်နိုင်တဲ့အခြေအနေတော့မရှိသေးပါဘူး ပထမအဦးဆုံးကျွန်တော်ပြောချင်တာကတော့ဒီလိုမျိုးမြန်မာနိုင်ငံနေဆက်ချောက်မှာရှိနေတဲ့ဒုက္ခတွေဒီနေဆက်ကိုမရောက်လာဘဲနဲ့ပြည်တွင်းမှာလှည့်လည်ပြီးတော့နေထိုင်နေရတဲ့ပြည်တွင်းဒုက္ခတွေ IDP တွေကိုကူညီမယ်ဆိုရင်တော့အိမ်နီးနားချင်းနိုင်ငံတွေရဲ့အခန့်ကဏ္ဍအထူးရေးကြီးလာပါတယ်အထူးသဖြင့်ဒုက္ခတွေများနေပတ်သက်လို့ရှင်တော့ဒါဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ့ပြည်တွင်းမှာရှိတဲ့ဟိုပြည်တွင်းဒုက္ခတွေကိုကူညီမယ်ဆိုရင်တော့ထိုင်းနိုင်ငံ အိန္ဒိယနိုင်ငံတွေရဲ့အခန့်ကဏ္ဍအများကြီးအရေးကြီးပါတယ်သူတို့ကသာစိတ်ရည်စိတ်နာရှိမယ်နေဆက်ဖြတ်ကြပြီးကူညီနိုင်တဲ့အရာတွေခွင့်ပြုမယ်ဆိုရင်တော့ပြည်တွင်းမှာအခုလိုမျိုးလူသားချင်းစာနာမှုအကူအညီတွေကိုတနည်းနည်းပုံမစိုးဝါးစွာခံစားနေရတဲ့ပြည်သူတွေအတွက်အများကြီးကျူးရှိပါလိမ့်မယ်အဲ့တော့နေဆက်ကိုဖြတ်ကြပြီးကူညီဖို့အတွက်စီမံဆောင်ရွက်မှုတွေပြင်ဆင်မှုတွေရှိနေတယ်ဒါပေမဲ့ဒီအရာတွေကို တကယ်တမ်းလူအပ်တဲ့လူတွေကြားထဲမှာထိတိမိမိရောက်နိုင်မှုအတွက်အစီအစဉ်တွေကိုကျွန်တော်ဆက်လက်ပြီးတော့ပြင်ဆင်ရအောင်ပါပဲ။ဒါကတော့လူသားချင်းစာနာမှုအကူအညီပေါ့။နောက်တစ်ခုကြုံကြိုက်လို့ပဲကျွန်တော်တစ်ဆက်တည်းပြောကြားချင်တာကလူသားချင်းစာနာမှုအကူအညီလိုအပ်တယ်ဆိုတာကအချမ်းပဲစစ်တပ်ကလေရင်နဲ့တိုက်ခတ်ပြီးဘုံကျဲလို့ထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခတွေတည်းမကပါဘူး။အခုဆိုလို့ရှိရင်ကျွန်တော်တိုင်းပြည်ကလူငယ်တွေကစစ်မှုထားရမယ်ဆိုတော့ ချိတ်ချောက်မှုကြောင့်အိန္ဒိယရဲ့နိုင်ငံကိုနှီးမျိုးစုံနဲ့ထွက်ပြေးလာရတယ်။အဲ့ဒီခါမှာသူတို့ကလည်းပြောမယ်ဆိုလို့ရှင်တော့စစ်တပ်ရဲ့ဘေးကြောင့်ထွက်ပြေးလာတဲ့လူသားချင်းစာနာမှုကူညီလို့တော့ဒုက္ခတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဒုက္ခတွေကအိန္ဒိယချင်းနိုင်ငံနေနဲ့ခုဆိုရင်ဖမ်းဆီးတာတွေပြန်ပို့တာတွေလုပ်နေတယ်။သူတို့နိုင်ငံရဲ့ပြည်တွင်းဝင်မှုဥပဒေနဲ့ immigration law ကြောင့်လုဆောင်တာမှန်တယ်လို့ပြောလို့ရပါမယ်။ ဒီလိုမျိုးလူငယ်တွေကလူသားချင်းစာနာမှုအကူအညီလိုအပ်နေသောစစ်ကြောင့်ဖက်ပြေးလာသောလူများဖြင့်ထဲ့သွင်းစဉ်းစားပြီးတော့လူသားချင်းစာနာမှုအကူအညီရအကူအညီပေးတာလေအဲ့ဒီနီလန်းနဲ့စောင့်ချက်ပြီးတော့လှုပ်ဆောင်ပေးတဲ့အစီအစဉ်တွေလည်းပေါ်ဆောင်ပေးပါလို့နိုင်နိုင်ငံမလေးရှားနိုင်ငံစတဲ့နိုင်ငံတွေလည်းကျွန်တော်ဒီမှာတိုင်ကြားလိုပါတယ်ခင်ဗျာမြို့သားညီညွတ်ရေးဆွေးရလူခွင့်ဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမေဆွေးနွေးသွားတာဖြစ်ပါတယ် မီဇီမာရဲ့ humorous barometer season ကိုအပတ်စဉ်ဂျာတာပရိနေည9နာရီခွဲမှာမီဇီမာရုံးမြင့်တန်ကြားကနေထုတ်ပြန်ပြသနေပါတယ်။မြန်မာပြည်သူပေါင်းလူသားရဲ့မွေးရပါအခွင့်အရေးဖြစ်တဲ့အခြေခံလူ့ခွင့်ရေးတွေပြန်လည်ရရှိပြီးတော့စင်ရဲတွင်းကနေအများဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်တော်အပ်ပါတယ်။ကျွန်တော်ကတော့စိတ်ဝင်ပါတယ်။